ဒီလိုဟာမျိုးကိုသိလို့ရှိရင်ဒီလိုဟာမျိုးတွေထပ်ပြီးတော့ရေးလို့ရမယ် writing series ဖြစ်ပြီးဆရာတင်ပေးနေတာအင်္ဂလိပ်စာလုံးဝအခြေခံမရှိတဲ့လူကိုအင်္ဂလိပ်စာအောက်သက်ကြအောင်ဆိုပြီးရက်30 series ကနေဆလာလိုက်တာအခုလို့ဆိုရင် writing series ဒီ150ရောက်သွားပြီပေါ့နော်ဒီ writing series ရဲ့ focus ကတော့ writing ပုံစံမျိုးစုံကိုရေးတက်အောင်ဆရာတင်ပေးခြင်းနဲ့ paragraph တွေရေးတက်အောင်ဒီ essay တွေရေးတက်အောင်နဲ့တခြားရေးနည်းမျိုးစုံနဲ့ဒီရေးတဲ့ technique တွေကိုဆရာတင်ပေးခြင်းနဲ့ပေါ့နော်အဲ့တော့အဲ့လိုရေးဖို့အတွက်ဆရာတို့က ပုံစံတမျိုးစီကိုအရင်ဆုံးဒီရှေ့ပိုင်းချက်တွေမှာဆရာသင်ပေးနေတာဖြစ်တယ်ဒီနေ့ပုံစံလေးကဘာလေးလဲဆိုတော့ subject verb ကဲ gerund ရယ်ဆိုပြီးတော့မှာ gerund ဆိုတာလေးကိုမကြားမှုရဲ့လူတွေဒီနေ့ထပ်ပြီးတော့မှတ်သားမယ် writing series ကိုလည်းစာအုပ်တုပ်တက်တက်ဝယ်ပြီးတော့သင်တန်းတက်ရတယ်လို့ပဲတနေ့တစ်ခုစီမှတ်သားတော့မယ်ပေါ့နော်ဟုတ်ပြီတော့ subject လာပြီ verb လာမယ်ပြီးရင် ing လာမယ် ing ကိုတလုံးနဲ့ရေးတဲ့အခါကိုဘယ်လိုခေါ်လဲဆိုရင် gerund လို့ခေါ်တယ်။သူကဘတ်နေရာမှာတော့ ms က ing တော့ကြာတော့သူ present continuous လို့ဆရာတင်ပေးခဲ့တယ်။ တခုလုံနေတယ်လို့အဓိပ္ပာယ်ထွက်တယ်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ VNG ကိုတလုံးနဲ့ရေးထားတဲ့ဟာကိုတော့သူတို့ချင်းလို့အဓိပ္ပာယ်ထွက်တယ်တခုခုလုံချင်းသွားချင်းစားချင်းလာချင်းဆိုတဲ့ gerund ဖြစ်သွားတယ် gerund ဆိုတာဘာလဲဆိုရင် VNG တော့ VNG ပဲဒါပေမဲ့ noun function ကိုလုပ် noun function ဆိုတာ noun လုံးတလို့မျိုးသူကလုပ်တယ်ပေါ့ noun အနေနဲ့နေတယ်အဲ့ဒါကို gerund လို့ခေါ်တယ်အဲ့တော့ဒီမှာကြည့်လိုက်အောင်သူကအဟာရမပြောက်တဲ့အစားအစာစားချင်းကိုရှောင်တယ် subject ကသူဒီပေါ့ 三只蝙蝠，噶好难收，旁边嘞写的三标块钱快递来嘛？是不是难收？旁边写的，但三只，阿爸都香嘞，把火香嘞说，我不借过来香嘛？我不借你看了没有？我、呃、本地有香嘞，俺表弟有香嘞说，难收什么后边嘞？白眼睛嘞，鲜艳的，好，那我接了我过来，白眼睛一样的骗你的，难收。 ဂျရန်လို့ခေါ်တယ်အဲ့လိုမှတ်ထားပဲဘာလို့ရှောင်းလဲစားချင်းကိုရှောင်းတယ်အဲ့ဒီစားချင်းဆိုတာလေးကမှဘာလေးလဲဆိုရင်ဂျရန်လေးသူ့နောက်မှာမှနောက်ထပ် object တွေထပ်ထည့်ပေါ့ဘာလို့စားလဲအဟာရမမြောက်တဲ့အစားအစာပေါ့ခဲတော့ဆရာရေးပြပေးမယ် to the so he subject ပြင် verb ကိုသွားမယ်ရှောင်းတာဘာလို့ခေါ်လဲဆိုရင် avoid အမြင်နဲ့ရှောင်းတယ်ဆိုတော့ avoid မယ်တော့တယ်ဘဝန်းတော့ရင်ဒီမှာ s ထည့်ရတယ်ဘာကြောင့် s ထည့်ရလဲဆိုရင် he ဒီတစ်ခုကိန်းဖြစ်လို့အဲ့တော့ ဘလူးဟာဆိုရင် S ထည့်ရတယ်ဘလူးဟာဆိုအဲမထည့်အောင်လို့ဆက်ပတ်သက်ပြီးအသေးစိတ်ကိုဒီစီးရဲရှင်းမှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ဇာတ်30မှာဆရာတင်ထားပြပြီးအခြေခံမရှိရင်အဲ့ရောသွားကြည့်ပြီးမှဒီကိုဆက်ပြီးတော့ကြည့်လာဖို့ဆရာကြံပေးတယ်ဟုတ်ပြီတော့ဆက်ဟီကတခုကိန်းဆိုရင်ဘဝမှာ S ထည့်ရလို့မှတ်တာအများဆိုရင်ထည့်ကြမလို့ဘူး ING ယူလို့ဆိုရင် first person နဲ့ second person ဆိုတော့ထည့်ကြမလို့ဂျာမန်လာဖို့ကကြတော့လေဘာလို့ချင်းလဲစားချင်းဆိုဆရာ eating လို့ရလိုက်တယ် ဒါကို MSR ဗန်အင်ဂျင်နီယာသွားမပြောလဲနော်။ငကောက MSR ဗန်အင်ဂျင်ဆိုတာဒီဗတ်နေရာမှာလုပ်တာ။အခုကဗတ်နေရာမှာဗဝမ်းပဲ။ဒီဂျန်ရန်နေရာမှာဆိုတော့ E-train တလုံးနဲ့တက်တက်ရေးတာ။အဲ့ဒါကိုဂျန်ရန်လို့ခေါ်တယ်။ဗန်အင်ဂျင်နီယာဖြစ်တဲ့နောင်ဘာကိုရှောင်းလဲ။စားခြင်းကိုရှောင်းတယ်။ပြီးတော့မှဘာကိုရှောင်းတာလဲဆိုရင်အဟာရမမြောက်တဲ့အစားအစာ။အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင် junk food လို့ခေါ်တယ်။ဆိုတော့ mini လို့ junk food လို့ပါလို့ mini နေပိုင်းမသိနဲ့။တခါရကျသွားပါတော့။အဲ့တော့ဒီ series ကိုကြည့်နေနေပဲဆရာပြောခဲ့တယ်ဒီ series ရဲ့စာလုံးမှာပဲ writing series ဆိုပေမဲ့ speaking က vocabulary ရောသူကတော်တော်ပါပြီးတော့နေလက်နဲ့တိုးတက်လာစေမှာပုံမှန်လေးကြည့်ဖို့ပဲလိုတယ်။ သူတို့ကညာဘက်ကားမောင်းခြင်းကိုရှောင်တယ်ဒါလေးတော့ခုပေါက်ကြီးကြည့်ပြီးအဖြေတတ်ပြီသူကစာမေးပွဲမှာခိုးချခြင်းကိုဝန်ခံခဲ့တယ် subject ကသူဒီဆို he subject နောက်ဆုံး verb ကိုသွားမယ်ဘာလို့လဲဝန်ခံတယ်ဝန်ခံတယ်လို့ပြောခေါ်တယ်ဆို admit လို့ခေါ်တယ်ဘာ do ဆို admitted ပေါ့ဒီမှာတရာတစ်လုံးကြီးတစ်လုံးဆိုရင်နှစ်ခါထက်ကလေဆိုရယ်စီကံလေးရှိတယ် admitted အဲ့တော့ he admitted သူကဘာဖြစ်ခဲ့လဲဝန်ခံခဲ့တယ်ဘာဝန်ခံခဲ့လဲဆိုရယ် general ရှာမယ် you you ပစ္စည်းမဟုတ်ဘူးဂျရန်ဘာလို့ချင်းကိုဝန်ခံလဲခိုးချခြင်းကိုခိုးချနေခိုးချလဲပြားတော့ cheat လို့ခေါ်တယ်အဲ့ဒါအောင် ING ပြောင်းလိုက်တော့ cheating ပေါ့နော်ပြီးတော့ he admitted cheating စာမွေးပွဲမှာဝင်လို့ပြည်ရစင် on the test လို့ရတယ်ပြီးတော့ he admitted cheating on the test ရမယ်နော်နောက်သူတို့ကမြစ်ထဲမှာရေကူးခြင်းကိုကြိုက်တယ်ဒါလည်းဟုတ်ပါရေးကြည့်ပဲလွယ်တယ် သူကဆော့ဆော့အေးရထားခြင်းကိုမုန်းတယ်နော်ဒါလေးလေးရေးကြည့်မယ်အခုဗီဒီယိုလေးခဏလေးကြက်ပြီးတော့ဒီတော့ကိုရေးကြည့်မယ်ပြင်ဆင်အဖြေတိုက်ကြည့်မယ်မားမိုင်လဲအော်ငါမှားပြီလို့မသဘောမထားပဲနဲ့ငါတော့တိသွားပြီလို့ပဲသဘောထားရမယ်နော်ဟုတ်ပြီဆက်ကြည့်ပါဟုတ်ပြီရေးပြီးသွားပြီလို့ဆရာယူစားလိုက်တော့မယ်ကဲသူတို့ကဆိုတော့ဒေပေါ့ဆက်ပြပြီဘက်ကိုသွားမယ်ဘာလို့လဲရှောင်းနေခဏလို့ပဲ avoid ပဲထပ်တော့မယ်ဒီ avoid as test ရမလို့တော့ဘာကြောင့်လဲဆိုရင်ဒီကအများမလို့တခုကြီးဆိုရင်ဘဝက as test တယ်အများဆိုရင်ဘဝမှာဘာမှ test ရမလို့ဘာကိုရှောင်းလဲ ဘာလို့ချင်းကိုရှောင်းလဲကားမောင်းချင်းကိုရှောင်းလဲ driving find you တလုံးနဲ့ရေးထိုင်ရင်တော့ noun အနေနဲ့နောင်းနေနဲ့တုံးလို့ရရေဆိုမှတ်ထားတယ်အဲ့လို vying ကိုနောင်းနေနဲ့တုံးခြင်းကို gerund လို့ခေါ်ရလက်မှတ်ထားတယ်ဒီ boy driving ခါးဒီမှာထည့်ဆောင်လို့ driving ဆိုရင် driving တုံးလေးထားလဲကားမောင်းလဲဆိုတဲ့ပဲမျိုးစူးစားလို့ရတယ်ညဘက်မှာဆို at night ပေါ့လားဟုတ်တယ် a boy driving at night သူတို့ကမျိုးအဲမှာရေးကူးခြင်းကိုကြိုက်တယ်ဟုတ်ပြီသူတို့ဒီဆိုတော့ they စပ်ပြပြီးနောက်ဆုံး verb ကိုသွားမယ်ကြိုက်တယ်ဆိုတော့ like ဘာကိုကြိုက်လဲရေကူးချင်းကိုကြိုက်တယ်အခုဒါ swim နော်နော် ing ထည့်မယ်ဆိုတတာတစ်လုံးကြီးတစ်လုံးဆိုရင်နှစ်ခါထည့်ပြီး ing ထည့်မယ်အဲ့တော့ they like swimming ဘာမှရေကူးတော့ကြိုက်လဲ in the river they like swimming in the river သူတို့အမြင့်ထဲမှာရေကူးချင်းကိုကြိုက်တယ်သူကစောစောအိပ်ရထားချင်းကိုမုန်းတယ် သူကဆိုတော့ he subject ပြီးသွားရင်နောက်ဆုံး verb ကိုသွားမယ်။ဘာဖြစ်လဲ?မုန်းတယ်။မုန်းတယ်ဆိုတော့ hate hate အများအားမုန်းတာလားဆိုတော့အများအားအမှန်တရားဆိုတော့ verb 1သုံးမယ်။ verb 1ဆိုရင်ဆရာတို့ကပြောထားတဲ့တစ်ခုလေးဆိုဘာမှ as ထည့်ရတယ်။ he hates ဘာကိုမုန်းလဲ?ဘာလို့ချင်းကိုမောင်းလဲ?မုန်းလဲ။အဲ့ရထားချင်း။အဲ့ရထားကို getting လည်းသုံး၊ forgetting up လည်းသုံးရတယ်။ waking up လည်းသုံးရတယ်။ဆရာ waking up လည်းသုံးဖို့။ဒါ ये he hates waking up. so so in english လို့ပြောရလဲဆိုရင် early เนาะ he hates waking up early သူကစောစောအိပ်ရာထခြင်းကိုမုန်းတယ်ဆိုတော့ဒီနေ့မှာဆိုရင် subject ပုံစံလေးရယ်ပြီး verb ပုံစံလေးရယ်ပြီးလို့ရှိရင်သူနောက်မှာ noun ကို noun စစ်စစ်မလိုက်ဖက်နဲ့ by ing ကဖြစ်တဲ့ noun လို့ခေါ်တဲ့ gerund လိုက်တဲ့ပုံစံလေးကိုဆရာသင်ပေးပြီ တနေ့ကိုတစ်ခုကြည့်သွားမယ်ဆိုရင်တော့ဆရာကောင်းတဲ့မှာစူဆောင်းမိလာပါပါပြီးတော့ရှေ့ရတင်ခဲ့တဲ့ဟာတွေလည်းမေးလျော်မတော့ပြန်ကြည့်ပါဆရာလက်တက်တဲ့လောက်ရှေ့တော့ပြန်ပြန်ပြီးတော့ကောက်ပေးမယ်ဒါပေမဲ့ပြန်ပြန်ကြည့်နိုင်ရင်တော့အကောင်းဆုံးပဲတက်ပြီးပညာမလေးလာရင်ပါဖြစ်တယ်လေပျောက်သွားတတ်တယ်အဲ့တော့ပုံမှန်လေးပြန်ပြီးလေးလာကြပါဆရာလက်နာပြနေ့တိုင်းလဲဆက်ပြီးတော့ကြိုးစားလေးလာကြပါဖိုင်တင်ပါ